တများလို့ပဲမင်္ဂလာခင်ဗျဒီနေ့မှာတော့အခု match လာတဲ့မှာကျွန်တော်တို့ရဲ့ MA fighter တန့်စင်ပွဲထိုးဖို့အတွက်1 simming တက်စီကိုပြောင်းအောင်လာလိမ့်မယ်လို့သတင်းတွေထွက်ပေါ်လာတဲ့အကြောင်းလေးကိုပြောပြပေးချင်ပါတယ်ဟုတ်ပါတယ်ခင်ဗျအခုလက်ရှိမှာ fight log နဲ့နှိစက်တဲ့သူတွေ1နဲ့နှိစက်သူတွေကတန့်စင်ဟာအခု match လာတဲ့မှာ1 simming တက်စီကိုပွဲထိုးဖို့ပြောင်းအောင်လာလိမ့်မယ်လို့ပြောနေကြပြီဖြစ်ပါတယ်တန့်စင်ဟာရှေ့မှာတော့ကျွန်တော်နှစ်ပွဲဆက်တိုက်ရှုံးခဲ့ပြီးပြီ Takeru ကိုအရင်နှိမ့်ခဲ့ရတယ်အဲ့နောက်မှာတော့သူဒီဒါစူရီယန်လက်ကိုအရှုံးပေးခဲ့ရတယ်ပေါ့လေ အဲ့ဒီနှစ်ပွဲလုံးမှာသူ့အနေနဲ့အလဲထိုးနေနိုင်ပဲရှုံးခဲ့ရတာဆိုတော့တန့်စင်နေနဲ့အခုထိုးရမယ့်ပွဲကအရန်ရေးကြည့်နေတယ်ပြီးတော့တန့်စင်ကသူ့ page မှာလည်းလေ့ကျင့်တဲ့ပုံတွေပြီးတော့ရှေ့လာမယ့်ပွဲမှာသူအကောင်းဆုံးလုပ်ပြမယ်ဆိုတဲ့စာတွေကိုရေးတင်ထားတာကိုကြည့်မယ်ဆိုရင်တော့တန့်စင်နေနဲ့ပွဲရထားပြီဆိုတာတော့သိကြတော့တော့ရှိပါတယ်ဝမ်ဘက်ကနေမီးစိမ်းပြလို့လည်းသူ့အနေနဲ့ပွဲရထားပြီဆိုတာကိုထုတ်ပြောရတဲ့အနေသားရှိလာတာပေါ့လေဒီတော့အခုသတင်းတွေထွက်ပေါ်လာပြီမတ်လာထဲမှာတန့်စင်ပွဲထိုးရမယ်ဆိုတော့ဒဲနေများဖြစ်မလဲဒါစောင့်ကြည့်စရာကောင်းလာပြီဗျ တန့်စင်အနေနဲ့ဝမ်ပြိုင်ပွဲကြီးမှာစူရီယန်လက်ကိုအေးနေခဲ့ရတဲ့အတွက်ဝမ်ပြိုင်ပွဲကြီးမှာထပ်ပြီးနေရာရဖို့တော့မရှိနိုင်တော့ဘူးပြီးတော့ဝမ်ပြိုင်ပွဲကြီးရတဲ့လက်ရှိမှာမရှိဘူးလေအဲ့တော့အလန်းကဝေးနေတယ်ဝမ်ဖိုင်နိုင်မှာနေရာရနိုင်မလားဆိုလင်းကတော့ဒီဝမ်ကနေသူထွက်လာရမယ်ဝမ်မှာသူရှုံးခဲ့ရမှာပေါ့လေဆက်ဆံကိုရှုံးခဲ့ရမယ်ဝမ်ဖိုင်နိုင်မှာအခွင့်အရေးတစ်ချိန်ထပ်ပြီးခံရသေးတယ်ပေါ့ကော့ထွန်းနဲ့အဲ့လိုမျိုးတော့တန့်စင်ကိုအခွင့်အရေးထပ်ပြီးမလားပေါ့ဒါလေးကတော့စောင့်ကြည့်စရာကောင်းနေတယ်อืมအဲ့လိုမှမဟုတ်ရင်တော့တန့်စင်ကဟိုးရင်ကအတိုင်းပဲ 1 5 night ကိုပြန်ပြီးဆင်းထိုးအောင်လို့ဖြစ်သွားမယ်ပေါ့လေ1 5 night ကတော့လက်ရှိမှာစူပါရီချမ်းကရာပြည့်ပွဲမှာပါပြီးပြီအဲ့တော့21ရက်နေ့မှာမတ်လထဲမှာတပွဲရှိမယ်အဲ့တော့28ရက်နေ့မှာတပွဲရှိတော့တယ်ဗျအဲ့တော့အဲ့နှစ်ရက်မှာတန့်စင်ရဲ့ပွဲပါလာမလားဆိုတာကျွန်တော်တို့ရင်ခုန်စရာကောင်းလာခဲ့ပြီဖြစ်ပါတယ်တန့်စင်အနေနဲ့1 Friday fight မှာပုံစံကောင်းပြနိုင်မယ်ဆိုရင်တော့အရင်ကလို1တို့1 5 night တို့ကိုပြန်မျောလင့်ခွင့်ရှိလာနိုင်လိမ့်မယ်လို့ယူဆမိပါတယ် ီလားထဲမှာသွေးလင်းထက်ကလည်းပွဲရထားပြီဆိုတော့သွေးလင်းထက်ရဲ့ပွဲလဲပါလာမလားဆိုတာစောင့်ကြည့်ရတော့မှဖြစ်ပါတယ်ခင်ဗျဘိုင်းဖြစ်ဝမ်းမှာနေရာတစ်ခုရနေဖြစ်တဲ့မြန်မာဖိုက်တာတွေဟာဇက်တိုက်ဆိုသလိုပဲနေရာပေးခံလာရတယ်ပွဲတွေတိုင်းမှာအခွင့်အရေးပေးခံလာရတယ်ပေါ့လေဟိုဝမ်းပြိုင်ပွဲတွေကိုကြည့်လိုက်မယ်ဆိုရင်နှစ်ပတ်ခြားလောက်မှာမြန်မာဖိုက်တာတယောက်ပါဝပါလာတယ်ဒါမှမဟုတ်လေတပွဲနဲ့တပွဲကတ်လျက်တောင်ပါလာတယ်ရှိတယ်ပေါ့တန့်စင်အနေနဲ့လည်းအခု match လာတဲ့မှာအခုသတင်းတွေထွက်ပေါ်နေတဲ့အတိုင်းပွဲထိုးရမယ်ဆိုရင်နိုင်ပွဲနဲ့တူ ပြည်သက်တွေကိုပျော်ရွှင်မှုတွေရဖို့ပေးနိုင်ပါစေအမားတွေကိုပြင်ဆင်ပြီးတော့အရင်ကလိုအကောင်းဆုံးပုံစံတစ်ခုကိုတန့်စင်ပြန်လည်ပြသနိုင်ပါစေလို့ဒီနေ့အားနေဆုတောင်းပေးလိုက်ပါရခင်ဗျာကြီးစုအားပေးပြည်သက်အားလုံးကိုအထူးအကျေးဇူးတင်ရှိပါရခင်ဗျာ